နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ຫນွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင်တွေစာနာပြတာကိုအားပေးထောက်ခံလို့ဆိုပြီးတော့မန္တလေးဈေးကြိုအနီးကဈေးဆိုင်တွေကိုစစ်ခွေးအုပ်စုကမနေ့ကဒီဇင်ဘာလ၄ရက်နေ့ညပိုင်းမှာဖျက်ဆီးတိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာသပိတ်ကောင်းဆောင်ဒေါက်တာတေဇာဆန်းဦးဆောင်ပြီးတော့ဆန္ဒပြပြီးတဲ့နောက်နောက်ရက်မှာပဲစစ်ခွေးအုပ်စုတွေကဆန္ဒပြခဲ့တဲ့နေရအနီးတစ်ဝိုက်ကဈေးဆိုင်တွေကိုဖျက်ဆီးလိုက်တာဖြစ်ပြီးစစ်ခွေးတွေဝါရဖြန့်တဲ့ Telegram Channel တွေကဓာတ်ပုံတွေနဲ့ဖြန့်ဝေလာတာကိုတွေ့ရပါတယ်ဆန္ဒပြခဲ့တဲ့လမ်းဘေးဝဲရာက ဈေးဆိုင်90ကန်းကိုလူဝင်အား200ကျော်သုံးပြီးတော့မနေ့ကညပိုင်းမှာဖယ်ရှားဖြတ်စည်းပစ်ခဲ့တယ်လို့သိရပါတယ်။ဝါရဖြန့် Telegram Channel တွေကဖျက်ဝေထားတဲ့တပ်ပုံလေးမှာ uniform အပြာဝတ်ယူဆောထီးတွေရဲနဲ့စီးပင်းတွေပါဝင်တာကိုတွေ့ရပါတယ်။ မန္တလေးတိုင်းပြည်ဦးဝင်ကစစ်တပ်ကတော်ចောင်းစင်းပွဲကိုတက်ရောက်ဖို့စစ်ခွေးကောင်းဆောင်ကြီးရောက်ရှိနေတဲ့အချိန်လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာတပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်ကိုနန်းလေးနဲ့ကိုခန့်ဝေဖြိုးတို့ကစစ်ခွေးတွေရဲ့ရွေးကောက်ပွဲကိုစတင်မှုဆန္ဒပြခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအတွင်းကလည်းရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်40ဇေးမှာလူထုတပိတ်ဖော်ဆောင်လို့ဆိုပြီးတော့လမ်းဘေးကဈေးဆိုင်တွေကိုမစီမဆိုင်စစ်ခွေးအုပ်စုက မဲမဲမြေယာအကုန်ဖျက်ဆီးကြတာတွေလည်းပြုတ်လုပ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ